အမွေမှုဆွဲဆိုမယ်ဆိုရင်ဘဏ္ဍနစ်အတွင်းဆွဲဆိုခွင့်ရှိတာလေအားလုံးပဲမင်္ဂလာပါကျမကတော့ LLB Group မြန်မာ Law Firm ကတရားလွတ်တော်ရှေ့နေဒေါ်ချစ်ချစ်ဆန်ဖြစ်ပါတယ်ကျမတို့ Law Firm အနေနဲ့အများပြည်သူတွေသိထားတဲ့ဥပဒေဆိုင်ရာကိစ္စရပ်တွေကိုဆွေးနွေးမျှဝေလျက်ရှိပါတယ်ဒီနေ့ကျမဆွေးနွေးပေးခြင်းတဲ့အကြောင်းအရာလေးကအမွေတောင်းခံမယ်အမွေမှုဆွဲဆိုမယ်ဆိုရင်ဘဏ္ဍနစ်အတွင်းဆွဲဆိုခွင့်ရှိတာလေဆိုတာနဲ့ဆက်လင်းပြီးတော့ကျမအကြံဉာဏ်လေးဆွေးနွေးမျှဝေပေးသွားမှာဖြစ်ပါတယ်ဒီအကြောင်းအရာလေးကို ော့စီရင်ထုံးလေးတစ်ခုနဲ့ဆွေးနွေးပေးကြပါတယ်။စီရင်ထုံးလေးကတော့မညွတ်တီနဲ့ဥဆန်အောင်1988ခုနှစ်မြန်မာနိုင်ငံတရားစီရင်ထုံးစာမျက်နှာ35အမှုပဲဖြစ်ပါတယ်။အမှုပါမွေးရှင်တွေကတော့ဥတာတို့နဲ့ဒေါ်မမတို့ဖြစ်ကြပြီးတော့ဥတာတို့နဲ့ဒေါ်မမကဇနီးပေါင်နှံနေဖြစ်ကြပါတယ်။ဥတာတို့ကလွန်ခဲ့တဲ့နှစ်ပေါင်း40ကကွယ်လွန်ပြီးဒေါ်မမကလွန်ခဲ့တဲ့နှစ်ပေါင်း20ကကွယ်လွန်ပါတယ်။ဒေါ်မမကွယ်လွန်ချိန်မှာတထုံမြို့နယ်မှာရှိတဲ့အိမ်ချမ်းမြေကျန်ရှိခဲ့ပါတယ်။အဲ့ဒီအိမ်ချမ်းမြေက သူတို့ကွယ်လွန်တဲ့ချိန်မှာသူတို့ရဲ့သမီဒေါ်စောရင်ရဲ့လက်ဝဲမှာရှိနေပါတယ်ဒေါ်စောရင်ကလည်းသူ့ရဲ့သမီမညွန့်တီကိုအဲ့ဒီအိမ်မှာပဲမွေးဖွားပါတယ်ဒေါ်စောရင်ကွယ်လွန်တဲ့အချိန်မှာအင်ချန်မြေကမညွန့်တီရဲ့လက်ဝဲမှာရှိနေပါတယ်ဥတာတော်နဲ့ဒေါ်မမတို့ရဲ့သားဖြစ်တဲ့ဥစာအုံးကမညွန့်တီအပေါ်ကိုအင်ချန်မြေကိုကြက်900ထားရှိကအမွေမှုဆွဲဆိုပါတယ်ဆွဲဆိုတဲ့အမှုကိုရုတ်သိမ်းပြီးတော့ကြက်1200ထားရှိကအမွေမှုထပ်မံဆွဲဆိုပါတယ်အဲ့ဒီဆွဲဆိုတဲ့အမှုမှာတော့ဥစာအုံးကိုပနာမတီ ီဝီချမှတ်ပေးလိုက်ပါတယ်။ဒါကိုမန်ယူတီကမကျေနပ်တာဖြစ်တဲ့အတွက်အထက်ယုံအစစ်အစစ်ကိုယူခံမှုတင်သွင်းပါတယ်။ဦးလေးရနေဒူမကိုဆွဲတဲ့အမွေမှုပေါ့နော်။ဒီနေရာမှာဒီမချားချောင်းရလေးကိုကြော်ဝါပြီးတော့အဓိကအဆုံးဖြတ်ချက်ကိုပဲဆွေးနွေးပေးရမယ်ဆိုရင်မြန်မာဗုဒ္ဓဘာသာဝင်တွေအတွက်မြည်သည့်ချိန်ကာလအတွင်းအမွေခွဲဝေပေးရန်တောင်းဆိုရမယ်လို့သတ်မှတ်ထားတာမရှိပါဘူး။တစ္စည်းအမျိုးအစားပေါ်မူတည်ပါတယ်။မွှေ့မပြောင်းနိုင်တဲ့ပစ္စည်းနဲ့ပတ်သက်ပြီးတော့အမွေမှုဆွဲဆိုမယ်ဆိုရင်တော့ကာလစီကံသ သက်အပ်ဥပဒေပထမဇာအပိုက်144ရဆွဲဆိုရမှာဖြစ်ပြီးတော့ရွှေပြောင်းနိုင်တဲ့ပစ္စည်းအတွက်ဆိုရင်တော့အပိုက်120ရဆွဲဆိုရမှာဖြစ်ပါတယ်။ကလာစီကတ်သက်တတ်မှတ်ထားတဲ့အတိုင်းပဲတောင်းဆိုဆွဲဆိုခွင့်ရှိပါတယ်။အမွေဆိုင်တူအာအခြားအမွေဆိုင်များရဲ့အကျိုးကိုစန့်ကျင်မှုပြုလုပ်တဲ့အချိန်ကနေစပြီးတော့ကလာစီကတ်သက်ရေတွက်ရမှာဖြစ်ပါတယ်။အခုအမှုကမရှိမပြောင်းနိုင်တဲ့ပစ္စည်းနဲ့ပတ်သက်ပြီးဆွဲဆိုတာဖြစ်တဲ့အတွက်ကြောင့်မလို့အပိုက်144နဲ့သက်ဆိုင်ပါတယ်။မညွန့်တီကစန့် ့်ကျင်မှုပြုလုပ်တဲ့အချိန်ကနေစပြီးတော့12နှစ်အတွင်းဥဆန်အောင်ကတရားစွဲဆိုရမှာဖြစ်ပါတယ်။အမွေးဆိုင်တဦးဖြစ်သူကအမွေးပိုင်းပစ္စည်းအမွေးပုံပစ္စည်းကိုလက်ရှိထားရာတာမန်အားဖြင့်ဆိုရင်သူဟာအဲ့ဒီပစ္စည်းကိုအမွေးဆိုင်အားလုံးအတွက်လက်ရှိထားခြင်းဖြစ်တယ်လို့ယူဆရမှာ ဖြစ်ပါတယ်။အခုမှမှလည်းမညွတ်တီကသူ့ထွက်ချက်မှာအခုအချင်းဖြစ်မည်ဟာအမွေးရှင်ဒေါ်မမပိုင်ဆိုင်ကြောင့်အမွေးဆိုင်အားလုံးအတွက်လက်ရှိထားကြောင်းဝန်ခံထားပါတယ်။ဒါကြောင့်မလို့ဒီအမှုဟာကာလစီကံတက်မကျော် ော်ကြောင့်ဆုံးဖြတ်ပြီးတော့ဥစားအုံကိုအနိုင်ပေးလိုက်ပါတယ်။ဒါကြောင့်ဆွေးနွေးမှုကိုအနစ်ထုတ်ရမယ်ဆိုရင်အမွေမှုနဲ့ပတ်သက်ပြီးတော့တရားစွဲဆိုရမယ်နဲ့ဟာအမွေဆိုင်တဦးဟာအခြားအမွေဆိုင်များရဲ့အကျိုးကိုစန့်ကျင်မှုပြုလုပ်တဲ့အချိန်အနေစပြီးတော့ကာလစီကံသက်ရေတွက်ရမှာဖြစ်ပါတယ်။မရှိမပြောင်းနိုင်တဲ့ပစ္စည်းအတွက်ဆိုရင်တော့အပိုက်144ရာ72နှစ်အတွင်းဆွဲဆိုရမှာဖြစ်ပြီးတော့ရွှေပြောင်းနိုင်တဲ့ပစ္စည်းအတွက်ဆိုရင်တော့အပိုက်120ရာ6နှစ်အတွင်းဆွဲဆိုရမှာပဲဖြစ်ပါတယ်။မရှိမပြောင်းနိုင်တဲ့ပစ္စည်း ည်းဆိုတာဥပမာအားဖြင့်အိမ်ချမ်းမြေကိုဆိုလိုပြီးတော့ရွှေပြောင်းနိုင်တဲ့ပစ္စည်းဆိုတာကဥပမာအားဖြင့်ကားရွှေငွေလက်ဝိရနာကိုဆိုလိုခြင်းဖြစ်ပါတယ်နောက်တစ်ပိုင်းမှာတော့ဒီမှာတက်ဆိုင်ရာခေါင်းစဉ်လေးလိုက်ဆက်ပြီးတော့ဆွေးနွေးပေးသွားပါအောင်မြဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့သူအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်